MMA fighter Paddy Pimplan ရဲ့အတွေ့အကြုံမှာတော့ Ronaldo fan and show speed နဲ့ Messi နဲ့နှိပ်ကွတ်တာကိုခြေကြီးခံနိုင်ရပါပြီ။ပရိသတ်များလုံးပဲမိန်လာများဟင်တာအိုက်ဘက်ကွန်ရှီကို Mount 5 Sit button စားပိတ်ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင် MMA ကျယ်ခွင့်ရေးပရီပင်ပလန်နဲ့နမဲဂျေးစတွင်မှာ IO Speed ရဲ့စကားစစ်တော်ပွဲဟာလက်ရှိကမ္ဘာဘောလုံးလောကရဲ့အကြီးမားဆုံးသောအငင်းပွားပွဲရာနှစ်ခုကိုပေါင်းစပ်လိုက်တာပဲဖြစ်ပါတယ်။ဒီဆွေးနွေးမှုကရုံးရှင်းတဲ့ဘောလုံးပရိသတ်စကားဝိုင်းတန်းစိတ်ခံစားမှုအားကစားအထူးပြုချက်နဲ့လူမှုမီဒီယာလွှမ်းမိုးမှုတွေကိုပါဖော်ပြနေပါတယ်။စကားဝိုင်းဟာပရီပင်ပလန်ရဲ့ကမ္ဘာပလောက်ကိုအသုံးပြုပြီး IO Speed ရဲ့ရန်နဲ့တို့ဘောအခြေကြီးမှုကိုလှောင်ပြောင်ခြင်းကနေစတင်ခဲ့ပါတယ်။ IO Speed ဟာကမ္ဘာဘောလုံးလောကကိုခရစ်စတီယာနိုရန်ဒိုရဲ့မှန်ဘလူးကနေဟာကြီးရှုသူအဖြစ်လူသိများပါတယ်။ IO Speed ဒီကမ္ဘာပလောက်ကိုကန်တယ်မှာမဟုတ်ဘူး။သူအကြိုက်ဆုံးကစားမရန်ဒိုကဒီပလာမရထားဘူးလေဆိုပြီးပ ရီပင်မလက်ကပြောပါရင်ပရီပင်မလက်ဟာ anxious ပြရဲ့စိတ်ခံစားမှုအားနည်းဆုံးအချက်ကိုတိုက်တိုက်ခိုက်နေတာဖြစ်ပါရင်ကဘာဗလာဟာ railway ရဲ့ကစားမဘွားမှာတခုတည်းသောလိုအပ်ချက်ဖြစ်ပြီးဒီလိုနှောင်ပြောင်မှုဟာ anxious ပြရဲ့စိတ်ခံစားအချက်ကိုချက်ချင်းထိခိုက်စေခဲ့ပါရင်ဒီစကားဟာ railway ဟာကဘာဗလာမပါပဲမက်ဆေ့ရဲ့ပြပြေဆုံးမှုကိုမမီနိုင်မှုဆိုတဲ့အတွေ့အကြုံတော့အသေးပဲလေပါဝင်စေပါရင်ဒါကို anxious ပြက ါတို့လာမယ့်နေ့ဖလားယူတော်မှာဆိုပြီးပြန်ပြောခဲ့ပါတယ်။ I'm sure ပြည်အရဲတို့ကိုထောက်ခံသူတူဖြစ်တဲ့အတွက်ရဲတို့ဥဆောင်နေဘောလီအသင်းအနေနဲ့နောက်ထပ်ကဘာပလားကိုစုကူးနိုင်လိမ့်မယ်လို့ယုံကြည်ချက်အပြင်းနဲ့မှန်းဆပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဘောလီအသင်းရဲ့လက်ရှိအခြေအနေကိုလက်တွေ့ကြကြသုံးသပ်ခြင်းနဲ့ပရိသတ်ရဲ့စိတ်ခံစားမှုနဲ့ပြောဆိုလိုက်တာပါ။ပယ်ဒီပင်မလက်ဟာ MMA fighter ဖြစ်ပေမဲ့ဘောလုံးလောကရဲ့လက်တွေ့ကြတဲ့အခြေအနေနဲ့အတိတ်တမိုင်းကိုကိုးကားပြီး I'm sure ပြည်ကိုခြေပါခဲ့ပါတယ်။ပရီပင်ဘလက်ကပေါ်တူဂီနဲ့လားလုံးဝမဖြစ်နိုင်ဘူးဟိုတလောကတော့သူတို့အိုင်ယာလန်ကိုရှုံးထားတာလေငါ့ကိုလီယိုနယ်လူကလို့ခေါ်ကြည့်ဆိုပြီးတော့ကဘာပလာလေးကင်ထားရင် ပြောခဲ့ပါတယ် ေမလဟာပေါ်တူဂီအသင်းရဲ့လက်ရှိရလဒ်တွေကိုကိုးကားပြီးပေါ်တူဂီဟာကွာဘလာစီရင်တန်မရှိသေးကြောင်းပြည့်ပြတ်တာတာပြောဆိုလိုက်ပါရင်ဒါပရိသတ်စိတ်ကူးရင်မှုနဲ့လက်တွေ့ကိုခြားနာပြလိုက်ခြင်းဖြစ်ပါရင်ပေမလဟာကွာဘလာကိုကင်တာပြီးငါ့ကိုလီယိုနယ်လို့ခေါ်ခြင်းလို့ပြောလိုက်ခြင်းဟာကွာဘလာကိုရရှိထားတဲ့ပဲစီအောင်ဘောလုံးလုံးကားရဲ့အမေရိကန်ဂိုးဖြစ်တယ်ဆိုတဲ့သူ့ရဲ့အမည်ကိုပြည့်ပြတ်တာတာဖော်ပြလိုက်ခြင်းဖြစ်ပါရင်စကားဝိုင်းဟာရန်ဒိုနဲ့မန်စီအရင်ပွားမှုရဲ့အဓိကအနှစ်သာရရှိကိုဥတီသွားခဲ့ပြီးပယ်ရီပင်ပလဟာသူ့ရဲ့ရည်တည်ချက်ကိုတိကျစွာရှင်းပြခဲ့ပါရင်မင်းကတကယ်မန်စီဖန် ပီကိုပြောခဲ့ပြီးသူရဲ့အမည်မှာရယ်ဒိုကိုထောက်ခံသူမဟုတ်ရင်မက်ဆီကိုထောက်ခံသူပဲဖြစ်ရမယ်ဆိုတဲ့အဖြူအမဲဆန်သောကောက်ချက်ကိုချမှတ်ခြင်းဖြစ်ပါတယ်။အိုင်ရှိုးစပီတို့ကဂုံချင်းပွားမှုဟာအချက်လက်အထက်ပုံကိုရေးသဘောထားနဲ့အာယုံခံစားမှုအပေါ်မူပြီးတော့အခြေခံပါတယ်။ပေမလာသူရဲ့အမည်ကိုမျှတအောင်အရာဝတ္ထုအပေါ်အခြေခံတဲ့ objective စံနှုန်းနဲ့ရှင်းပြခဲ့ပြီးဒါကဂုံချင်းပွားမှုရဲ့နည်းနည်းနဲ့အပိုင်းဖြစ်ပါတယ်။ မင်းမနက်ကငါကမန်စီပန်တကယ်မဟုတ်ဘူးသူကရန်ဒိုထက်ပိုကောင်းနေလို့ပဲမျက်စိရှိတဲ့သူတိုင်းမန်စီကဘောလုံးကိုဘလောက်ပြေးဆုံးစွာကစားနိုင်တယ်ဆိုတာမြင်နိုင်တယ်လေဆိုပြီးတော့ပြောပြောပြခဲ့ပါတယ်ဒီစကားဟာဂေါ်အငင်းပွားမှုရဲ့အဓိကမှန်တိုင်းဖြစ်ပါတယ်ရန်ဒိုထောက်ခံသူများကတော့ရန်ဒိုရဲ့တဲမန်ကင်းတဲ့အကစားဆွမ်းရင်ဂေါ်တင်ဆွမ်းဆန်းဆောင်ရင်ဇွဲလုံးလာတဲ့ကွဲပြားတဲ့ကလပ်များမှာအောင်မြင်မှုတွေကိုအလေးပေးလေးရှိပါတယ်မန်စီထောက်ခံသူများကတော့မန်စီရဲ့ဘောလုံးညံရင်ဖုတ်ဘောအင်ဂျူဖန်တီးမှုဆွမ်းရင် ဘောလုံးထင်းချုံမှုနဲ့ကွင်းတင်းမှာပြသခဲ့တဲ့ဘောလုံးရဲ့သဘာဝတရားအမှုပညာကိုအလေးပေးလေးရှိပါတယ်။ပင်မလန်ဟာရယ်ဒိုရဲ့အားကစားစွမ်းရည်ကိုအတိမဲ့ပြုပေမဲ့မက်ဆီရဲ့ကစားဖို့ဟာဘောလုံးကိုဘလောက်ပြပြေဆုံးသွားကစားနိုင်လဲဆိုတဲ့ရှုထောက်ကနေကြည့်ရင်ရယ်ဒိုထက်တာလွန်တယ်လို့ယူဆပါတယ်။ pass paging double vision ကွင်းတွင်းလှုပ်ရှားမှုတွေအားလုံးဟာဘောလုံးကိန်းရဲ့အမှုပညာအဆင့်ကိုရောက်နေတယ်လို့ပင်မလန်ကထောက်ပြလိုက်တာဖြစ်ပါတယ်။ဒီစကားစစ်တိုးပွဲဟာကမ္ဘာစဉ်ကစားမနှုတ်ချပါရိုးရှင်းတဲ့စကားပြောဆိုမှုတစ်ခုမဟုတ်ဘဲခေတ်သစ်အားကစားလောကရဲ့သဘောတရားကိုပါထင်ရှားနေပါတယ်။ ပင်မလဟာ MMA fighter ဖြစ်ပေမဲ့ဘောလုံးကိုအသေးအချာချာလေ့လာသူဖြစ်ပြီးတော့သူ့ရဲ့အမြင်ကိုပုံကွယ်စိတ်ခံစားမှုထက်အချက်လက်နဲ့ကစားပုံအခြေခံတဲ့နည်းစနစ်ကိုအခြေခံပြီးတော့တင်ပြခြင်းဟာသူ့ရဲ့ရင်းကျက်တဲ့အမြင်ကိုပြသပါရင်း Iron Speed ရာ Ronaldo ကိုထောက်ခံခြင်းအပြင်သူ့ရဲ့ brand identity ကိုခိုင်မာစေခဲ့ပြီးပရိသတ်တွေစီကနေအယုံဆိုင်မှုရယူခြင်းဖြစ်ပါရင်း Curry ပင်မလနဲ့ Iron Speed တို့ရဲ့စကားဆက်တိုးပွဲဟာကမ္ဘာဘောလုံးလောကရဲ့ဂုဏ်ညင်းပွားမှုဟာအချက်လက်နဲ့အမှုပညာအကြရေရွေးချယ်မှုအပေါ်မူတည်နေတယ်ဆိုတာကိုအလေးပေးဖော်ပြလိုက်တာဖြစ်ကြောင်းပါအစွန်နေချုပ်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ